နဝတနအဖဆစ်ဆိုးရခစ်တွေမှာရှမ်းရှမ်းတောက်ခဲ့သူဗိုလ်ချုပ်ကြီးတဦးကတော့အတွင်းရမှုတစ်တာဝန်ယူခဲ့တဲ့ဥခင်ညွန့်ပဲဖြစ်ပါတယ်။ဒါပေမဲ့သူဟာအာနာထက်သူကျိုးကင်ချဲလဲသူ မဟုတ်ပဲနိုင်ငံတော်ရဲ့ပြဿနာပေါင်းစုံကိုခေါင်းခံဖြေရှင်းပေးရသူဖြစ်တယ်လို့ညင်းချက်ထုတ်လို့ရှိပါတယ်။၂000ပြည့်နှစ်လောက်မှာရန်ကုန်ဟာလူဦးရေထူထပ်လာပြီး ရင်သွာလာကြက်လာတဲ့အတွက်အစိုးရရုံလုပ်ငန်းတွေဆက်သွယ်ရေးကြန့်ကြာလာတာကြောင့်မြို့တော်တစ်တီဖို့နာဖခေါင်းဆောင်တွေအကြားအတော်လေးခေါင်းစားကြတယ်လို့ဆိုကြပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေကတမိုင်းချောင်းရတာမက လုံခြုံရေးအင်ကာနဲ့ညီညွတ်တဲ့အတွက်နေပြည်တော်ကိုရွေးချယ်ခြင်းတလို့ထောက်လိုင်းမှုချုပ်ဦးခင်ညွန့်ကလေကူးနဲ့တောချောင်ကလေးနေရာကိုဗဟုပြုတ်ပြီးရန်ကုန်အရှိချမ်းပကိုးမြေရိုးတလျှောက်မြို့သစ်တဲဖို့အကြံပေးပါတယ်။ နယူးရန်ကုန် project လို့အမည်ပေးထားတဲ့ရန်ကုန်မြို့သစီမံကိန်းကိုတရုတ် engineer နဲ့ architect တွေကမြို့သစ်ပုံကြမ်းရေးဆွဲပေးခဲ့ပြီးနိုင်ငံတော်အစိုးရကကြက်သိန်းတထောင်ယူဇနာကုမ္ပဏီပိုင်ရှင်ခရိုနီဦးထင်းမြင့်ကကြက်သိန်းတထောင်ရန်ကုန်မြို့တော်စင်ပင်သာယာရေးအဖွဲ့ကကြက်သိန်းတထောင်ထည့်ဝင်ပြီးလှုပ်ဆောင်ကြဖို့ဗိုလ်ချုပ်ကြီးခင်ညွတ်တင်ပြခဲ့မှုကြောင့်မြို့တော်စင်ပင်ဌာနမှလုပ်ခဲ့တဲ့ဗိုလ်မှူးကြီးတောင်းဝေဦးကဆိုပါတယ် ဒါပေမဲ့ဦးတန်းရွှေသဘောမတူပဲစိတ်ကြိုက်ပုံဖော်လို့မရတာကြောင့်ရန်ကုန်မြို့ကိုဆက်လက်မချက်ထွင်နိုင်ခဲ့ပါဘူး။ဒါကြောင့်တိုင်းနဲ့ပြည်နယ်၁၄ခုကိုအလွဲတကူဆက်သွဲအုပ်ချုပ်နိုင်မဲ့ရှမ်းယုံမနဲ့ပဲခူးယုံမကြားကပြင်မနာတဝိုက်ကိုရွေးချယ်ပြီးနေပြည်တော်မြို့သစ်တည်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဦးခင်ညွန်က နေပြည်တော်ကိုရွှေ့ပြောင်းမဲ့အရေးကိုကန့်ကွက်ခဲ့တဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ပညာရှင်တွေထောက်ပြတဲ့ငလျင်ပြည့်ွေကြောင့်ဖြစ်တယ်လို့နီးစပ်သူတွေကပြောကြပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုဗိုလ်ချုပ်မှုကြီးမောင်အေးတို့နှစ်ဦးဟာတရုတ်စီကရတဲ့ရင်နံတဲ့သဘာဝတန်းငွေငွေတွေနဲ့မြို့တော်တွေကိုပြင်မနာကြက်ပြေးမှတိဆောက်ဖို့2017လောက်မှာစတင်စီစဉ်ပါတယ်။အဲ့ဒီအချိန်ကကကကြီးနဲ့ကကလှမ်းတို့ရဲ့အားပြိုင်မှုဟာ အထွတ်အထိပ်ရောက်တော့မဲ့ကာလနဲ့လဲတိုက်ဆိုင်နေခဲ့ပါတယ်။ဦးတန်းရွှေနဲ့ဦးမောင်အေးတို့ဟာနေပြည်တော်စီမံကိန်းကိုမီးစိမ်းပြပြီးဦးခင်ညွန့်ရဲ့ရန်ကုန်နားကမြို့သစ်စီမံကိန်းကိုပယ်ချလိုက်ပါတယ်။ဘုံမူကြီးတို့ရေးတင်တဲ့ရန်ကုန်ဟာနိုင်ငံခြားတပ်တွေရေလမ်းကဝင်ပြီးအသိမ်းခံရနိုင်တယ်ဆိုတဲ့စာတန်းကိုဖတ်ပြီးဦးတန်းရွှေသဘောကျနေတဲ့အချိန်လေးဖြစ်ပါတယ်။ဒီအချိန်မှာကကလှမ်းကို အပိတိုင်ဖြိုဖျက်မဲ့အစီအစဉ်ကိုကကကြီးအုပ်စုကခြေလှမ်းပြင်နေခြင်းပါနေပြည်တော်စီမံကိန်းဘတ်ဂျက်ကိုဗိုလ်ချုပ်ကြီးတီဟတ်သူရတင်အောင်မြင့်ဦးကိုကန်ခိုင်းလိုက်ပါတယ်ကင်းကနန်းတွေအလွတ်ရတဲ့ရှစ်လုံးအမြင်ရဦးတင်အောင်မြင့်ဦးဟာစီမံကိန်းကိုစတင်ဆောင်ရွက်ပါတယ်သူနဲ့နှိစက်တဲ့ခရိုနီတထေးတွေလဲဆောက်လို့ရေးလုပ်ငန်းတွေရပြီးနေချင်းညာချင်းဆိုသလိုတထေးကြီးတွေဖြစ်သွားပါတယ် ဒီနေရာမှာမျက်နာထပ်ပြက်ရသူကဥခင်ညွန့်ပါပဲ။ဘာချက်ကိုသူကင်ရမယ်လို့မျှော်လင့်ထားခဲ့လို့ဖြစ်ပါတယ်။နောက်ဆုံးမှာဥခင်ညွန့်လဲဥတန်းရွှေရဲ့နေပြည်တော်စီမံကိန်းလမ်းညွန်ချက်ကိုအကောင့်ထဲပေါ်ပေးခဲ့ရပါတယ်။အစိုးရတစ်ခုလုံးနေပြည်တော်ပြင်မတာကိုရွှေ့မယ်ဆိုရင်ဝန်တန်းတွေလိုက်ပါမလားဆိုတဲ့အချက်ကိုလဲဥခင်ညွန့်ကထုတ်ပေါ်ပြောဆိုတာတွေရှိခဲ့တယ်လို့ဆိုကြပါတယ်။ 2005ခုနှစ်နိုဝင်ဘာ6ရက်မှာအစိုးရအဖွဲ့ဝင်ကြီးဌာနတွေနေပြည်တော်ကိုစတင်ပြောင်းရွှေ့ပါတယ်2006မတ်လ28ရက်တမတော်နေ့မှာနေပြည်တော်ကိုမြန်မာနိုင်ငံရဲ့မြို့တော်အဖြစ်တရားဝင်ထုတ်ပြန်ကြေညာပါတယ်အဲ့ဒီအချိန်ဟာကြောက်စေသာဦးတန်းရွှေနဲ့တန်လျင်မော်ဝန်းသားဦးခင်ညွတ်တို့ကြားကပြိပခတ်ဟာထိတ်ဆုံးရောက်ရှိလို့နေပါပြီ2003မေလ30ဒီပရင်အရေးခင်ပြီးဩဂတ်လမှာ ဥခင်ညွန့်ကိုဝင်ကြီးချုပ်အဖြစ်ထပ်အပ်ပြီးမြမလန်းပြမြေပုံကိုအကောင်အထည်ဖော်ခိုင်းပါတယ်၂004အောက်တိုဘာ၁၈မှာတော့ဥခင်ညွန့်ကိုယာတုကဖယ်ရှားပြီးစစ်ထောင်လိုင်းတပွဲလုံးကိုရှင်းလင်းလိုက်ပါတယ်နေပြည်တော်စီမံကိန်းတွေကိုတွားရောက်လှည့်လည်စစ်ဆေးပြီးအပြန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်အဂတိလိုက်စားမှုစွဲချက်တွေနဲ့ဆိုင်ငံပြစ်ဒဏ်နေအိမ်အကျယ်ချုပ်၄၄နှစ်ချမှတ်တာခံရပါတယ်နေအိမ်အကျယ်ချုပ်နဲ့9နှစ်နေခဲ့ပြီး 2012 January လမှာလုံငင်းချမ်းသာခွင့်အမိန့်နဲ့ပြန်လည်လွတ်မြောက်လာပါတယ်။ယနေ့မှာတော့ဥခင်ညွန်းလဲအသက်80ကျော်ခဲ့တယ်လို့သူ့ကိုအပြတ်ရှင်းခဲ့ကြတဲ့ဥတန်းရွှေနဲ့ဥမောင်အေးတို့လည်းအသက်80ကျော်ခဲ့ပါပြီ။နေပြည်တော်ကိုနန်းကြမင်းသားကြီးဥခင်ညွန်းမပြောင်းခဲ့ပါဘူး။ရန်ကုန်မှာပဲဆက်နေပြီး ခုချိန်မှာတော့အယ်ဇိုင်းမာယောဂါခံစားနေရတယ်လို့သိရပါတယ်။ဥတန်းရွှေဥမောင်အင်းနဲ့ဥတင်အောင်မြင့်ဦးတို့ကတော့နေပြည်တော်ကိုရွှေ့ခဲ့ပါတယ်။သခိုင်းငလျင်ဒဏ်ကိုသူတို့လည်းခံလိုက်ရပါတယ်။ခုချိန်ဆိုရင်ဥခင်ညွတ်ကန့်ကွက်ခဲ့တဲ့နေပြည်တော်စီမံကိန်းကိုသတိရကောင်းရနေနိုင်ကြပါတယ်။ငလျင်ဒဏ်ကြောင့်နေပြည်တော်ပြည်စည်းရတာနဲ့ပတ်သက်ပြီးယနေ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစစ်ဆေးမယ်ဆိုရင်ဥတန်းရွှေဥမောင်အင်း ဥတည်အောင်မြင်ဦးတို့ကိုပါ မဖြစ်မနေခေါ်ယူစစ်ဆေးသင့်ပါတယ်စစ်အာဏာရှင်ဟောင်းတွေရဲ့ဘဝနေဝင်ချိန်ဟာလဲသူတို့တိဆောက်ခဲ့တဲ့နေပြည်တော်လိုပဲအံဝေကရစရာတွေလိလာစရာတွေပြည့်နှက်နေပါတော့တယ်